မိတ်ဆွေတို့အနေနဲ့တင်မောစီနေရင်ဒီလိုမျိုးလိုင်းလုံးကြီးတစ်ခုမိတ်ဆွေစီကိုပြေးလာနေတာကိုမြင်ရပြီဆိုရင်တော့တတိထားပါတော့မိတ်ဆွေအနေနဲ့နောက်ဆုံးအချိန်ရောက်ပြီလို့သာတွေးကြည့်လိုက်ပါအခုဒီဗီဒီယိုမှာဆိုရင်လေတစင်းကအေယာမလိုင်းရှိမှာဘေးတိုက်ရောက်သွားခဲ့ပြီးတော့ဒီလိုင်းကြီးကလေကိုအလွယ်တကူမှောက်လန်ခဲ့ပြီးလူငါးဦးရဲ့အသက်ကိုယူဆောင်သွားခဲ့ပါတယ်နောက်ပြီးဒီကမ်းခြေမှာ အမြင့်9မီတာကျော်တဲ့ဆူနာမီလိုင်းကြီးတစ်ခုကြာရောက်ခဲ့ပြီးတော့ကန်ဆက်နားမှာရှိတဲ့လူတိုင်းနှီးပါးလောက်ကိုဆွဲယူသွားခဲ့ပူပါတယ်ဒီလိုင်းလုံးတွေကအမြင့်ပေ100အထိရှိပါတယ်ဒါကြောင့်မို့လို့ဒီလိုကြီးမားတဲ့အေယာမလိုင်းကြီးကိုမြင်ရင်တော့ရှောင်တိန်နိုင်မဲ့အခွင့်အရေးကအင်မတန်နည်းပါးပါတယ်ရေနံတင်တင်မောကြီးတွေနဲ့ကုန်တင်တင်မောကြီးတွေတောင်မှ ဒီလိုရေလိုင်းကြီးတွေနဲ့တွေ့ရင်နှစ်ပိုင်းကွဲထွက်သွားလေးရှိကြပါတယ်။2022ခုနှစ်တုန်းကခရီးတင်သင်္ဘောတစီးကအခုလိုကြီးမားတဲ့ရေလိုင်းကြီးနဲ့ကြုံတွေ့ခဲ့ရပြီးတော့လုံးဝနှိမ့်မြုပ်သွားခဲ့ပါတယ်။မိတ်ဆွေတို့အနေနဲ့ရောဒီလိုအရာမလိုင်းလုံးကြီးတွေနဲ့တွေ့ကြုံခဲ့ရရင်ဘလို့ရင်ဆိုင်ဖြစ်ရှင်းကြမယ်လို့တွေးမိပါတယ်။ဒီဗီဒီယိုလေးကိုကြိုက်နှစ်သက်တယ်ဆိုရင်တော့ကျွန်တော်တို့ရဲ့ခရီးတစတူဒီယိုလေးကို like and follow လုပ်ခဲ့ပေးကြပါဦးနော်။